တောင်တမ်တော်ထင်းရီထိချုပ်ထားတဲ့ရှမ်းမြောင်နောင်ချွေမြို့အနီးကံကြီးကျေးရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ထံလက်လွတ်ခဲ့ရတဲ့နေရာတချို့ကိုထင်းရီပြန်ထိချုပ်နိုင်ခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကရွှေပြည်ကိုပြောပါတယ်။ဒီနေ့ဇွန်လ9ရက်မနက်8:40မိနစ်မှာစစ်ကောင်စီတပ်ဖက်ကကံကြီးရွာထဲကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။ ရခဲ့တဲ့ဇွန်လ6ရက်မှာကန်ဂျီရွာထဲကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာနှောင်ချုံမြို့ဘက်ကိုထိုးစစ်ဆင်ဖို့ကြိုးစားနေပြီမဲ့ထရန်တွေတပ်ဖက်ကလည်းအပြင်းထန်ခုခံနေတာဖြစ်ပါတယ်။နှောင်ချုံမြို့နယ်ထဲကတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်တရားပို PSF ထရန်တွေရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကတော့အခုလိုပြောပါတယ်။ ကဲပါဆရာကြီးလက်ရှိအဒီကံကြီးပဲမှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်မနေ့ကပြင်းထန်နေပါအခြားတော့ချင်းတွေကတော့အပြည့်ပြည့်နဲ့ချင်းမရှိသေးပါဘူး တိုက်ပွဲကြောင့်ကြောက်မဲမြို့နယ်ဘက်ကိုထွက်ပြေးတင်းရှောင်လာတဲ့တူတွေဟာကြောက်မဲမြို့ရှိဘုံကြီးကျောင်းမှာလူဦးရေ90ကျော်နဲ့နောင်ပိန်ကြီးရွာမှာ625ဦးရှိပြီးအစားအသောက်နဲ့အရေးပေါ်အသုံးဆောင်ပစ္စည်းတွေလိုအပ်နေတယ်လို့ဆိုပါတယ်။နှောင်ချုံမြို့တွင်ကလူထုတွေနဲ့ဂျေးရွာရှိရွာကဒေသခံတွေဟာကြောက်မဲမြို့အပြင်နီးစပ်ရာဂျေးရွာတွေမှာထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေကအရှိဖြစ်မျိုးပြောပါတယ်။